ားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်ုပ်နဲ့ရှင်မွေးလုံးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ကျွန်ုပ်တို့ကျုံတိုင်းရွာမှာဘာအလုံးမှလုံးဆရာမလို့ပဲချောင်းချောင်းလေးလေးနေနိုင်တဲ့လင်မယားကိုပြပါဆိုရင်ကိုတောင်းစိန်မခင်လှတို့ကိုလက်ညှိုးထိုးပြရမှာဖြစ်ပါရယ်တတက်လုံးဘာလုံးမှလုံးမစားတဲ့လင်မယားပေါ့မခင်လှတရာကိုတောင်းစိန်နဲ့အိမ်အောင်ကြကလေးကရောက်ကမအိမ်ကိုလိုက်နေရပါရယ် ကိုတောင်းစိန်ကကြာပဲအလုပ်လုပ်သူဖြစ်တယ်။မောင်တောင်းစိန်ရင်မနှက်ပြန်ရတော့တဲ့မှာပေါင်းနှုတ်ပေးပါအောင်။မခင်လာမှာတမီးကြီးကိုရောက်မွေးပါတယ်။အကြီးဆုံးမှလေးတန်းအောင်တော့အောင်းထုတ်ပြီးရွာထဲလှည့်ပြီးတော့ဈေးအောင်ခိုင်းတယ်။ဒုတိယတမီးလေးတန်းအောင်တော့ရွာထဲမှာလှည့်ပြီးတော့ဈေးအောင်ခိုင်းပါတယ်။တမီးသုံးယောက်ဈေးအောင်လို့ရတဲ့ပတ်စံလေးနဲ့လင်မယားနှစ်ယောက်စလုံးထိုင်စားပါတော့တယ်။အမေတောင်ပိုင်းကဒေါ်ကြီးတင်တို့စိုက်ခဲမှာမုံလာဥတွေတွားယူပြီးရွာထဲကိုလှည့်ရောက်မယ်နော်။ တမင်းများအရွယ်ရောက်လာတဲ့အခါမြို့ကိုပို့ပြီးအထည်ကျောင်းဆက်ယုံတခြားအလုံယုံစားတောက်ဆိုင်များပို့ပြီးတော့အလုံလုံခိုင်းမာတော့တယ်။တမင်းကြီး၂ယောက်ကဆက်ယုံမှာတမင်းလက်၃ယောက်ကအထည်ကျောင်းမှာတမင်းငယ်၂ယောက်ကစားတောက်ဆိုင်မှာလာကုန်ရင်တမောစိတ်ဆင်းပြီးတော့တမင်းများစီမှာလူကြုံနဲ့ပို့တဲ့ငွေတွေကိုလက်ခံကြပါတယ်။ဒါအကြီးမား၂ယောက်လူကြုံငွေဒါကအလမ်းမစီကလူကြုံငွေတမင်းများစီမှာလာကုန်ရင်ပို့ပေးတဲ့ငွေများဖြင့်ပို့ပင်ကြောင်းကြမဲ့စွာနေကြပါတော့တယ်။ ရွာမလူများကသူတို့ကိုအားကြားကြတယ်။မခင်လှတော့များတမိရွေးကြီးမွေးထားတာအားကိုလိုက်ရတာဟုတ်ပါရွှေနဲ့ငွေနဲ့မသိမြင်ကမခင်လှတော့အကြောင်းပြောရင်ကျွန်တော်ကိုမျက်စောင်းထိုးကြည့်ပြီးရှင်နဲ့ကျမတော်လေအားကိုစရာတားသမီးမရှိဦးကြီးအိုမအွေရောက်လာခွက်ဆွဲပြီးတောင်းရမယ်။အိုမသိမြင်ကလည်းဘိုက်ကလေးတစ်ယောက်လုံးရှိပါသေးတယ်။ဟောရှာပွေကျွေးဖို့အားကိုရမှာမဟုတ်ဘူးအလောင်းမြေကြဖို့ပဲအားကိုရမှာမသိမြင်လဲပြောစရာပဲအမဲမရတဲ့နေများမှာဝင်ငွေကမရှိဘူး မခင်လာယောက်ျားကိုတောင်းစိန်မှာမိုးလင်းတာနဲ့မိဘူးကြအင်ဂျီကို ရှိုးကြကြဝတ်ဆင်ပြီးဓမ္မယုံမှာအလူခံဌာနမှာမိုက်ခရိုဖုန်းတစ်လုံးနဲ့တနေကုန်အလူခံပေးတယ်ဓမ္မယုံဝေယဝဆာကိုတောင်းစိန်တို့များမင်းသားကြနေရပဲသားသမီးတွေကောင်းလို့ပေါ့ဗျာဒီလိုသားသမီးလောက်စာနဲ့စိန်ကြနေကိုတောင်းစိန်တို့မှာရှေ့ဆက်နောက်ဆက်ဆိုသလိုသမီးအကြီးမနှစ်ယောက်မြို့မှာအိမ်အောင်ပြုလိုက်ကြပါတယ်။သွားပြီ။အကြီးမနှစ်ကောင်ပတ်စံမပို့နိုင်တော့ဘူး။သူ့အိမ်အောင်နဲ့သူဖြစ်သွားပြီ ကိုတောင်းစိန်တို့မှာဝင်းဝင်းနှစ်ခုရောသွားကြပါတယ်။ဒါပြင်တနစ်ထဲမှာပဲအငဲမတယောက်နေမကောင်းလို့နာတာရှိယောဂာနဲ့ရွာကိုပြန်လာခဲ့ပါတော့တယ်။ဒါပြင်လက်မနှစ်ယောက်ကလည်းယောက်ျားယူကုန်ကြပြန်တယ်။ကုန်ပါပြီတော့ဟောကုန်ပါပြီ။မက်ကင်လာမှာငိုကြီးချက်မှဖြစ်ရတယ်။ကိုတောင်းစိန်နဲ့မက်ကင်လာတို့တမီးတွေငွေမပို့နိုင်တဲ့အခါလင်မယားနှစ်ယောက်မကြခဏစကားများကြတယ်။ဘာမှမလုပ်နဲ့စာပဲဖတ်နေရှံဖြစ်ကြတယ်။ရှင့်ကြောင့်ရှင့်ကြောင့် တခါလင်းများနေအောင်ကြီးကျယ်စကားများပြီးထူရိုက်တဲ့အဆင့်ဖြစ်ကကျေးရွာစုပူမှုဖြစ်တကြီးကစင့်ခေါ်တယ်။ရောက်လာပြီလား။ပြောကြစမ်း။နင်တို့အခုလိုရွာထဲမှာစွတ်စွတ်ပူပူဖြစ်နေတာကောင်းလားမကောင်းပါဘူး။လင်းများရန်ဖြစ်ပြီးထူရိုက်တာကောင်းလားမကောင်းပါဘူး။မကောင်းမှန်းသိပြီးဘဲကနေစပြီးတော့ဖြစ်ကြလေပြောစမ်း။ကိုတောင်းစိန်နဲ့မကင်လာတော့တယောက်မျက်နှာတယောက်ကြည့်ပြီးမပြောကြဘူး။တကြီးဒေါသထွက်ပြီးလက်သေးနဲ့စပွဲဟုတ်ထုကပြောကြစမ်း။တကြီးကိုကြောက်ပြီးတော့ကိုတောင်းစိန်ကဒီလိုပါတကြီး မြို့မှာအလုတ်သွားလုပ်တဲ့တမီးတွေလာစားနဲ့တတက်လုံးဇိမ်နဲ့ထိုင်စားလာခဲ့ကြတာအခုတမီးတွေကလင်းယူကုန်တော့ငွေမပို့နိုင်ကြတော့ဘူးအဲ့ဒီမှာဒီကောင်မကျွန်တော်ကိုရန်ရှာတော့တာပါပဲဟေးဘလို့ရန်ရှာလဲဟိုဟိုရုံးထဲကကလေးအယောက်20မွေးထားခဲ့ရင်အခုလိုတဝက်ကလင်းယူပေမဲ့တဝက်ကလှုပ်ကျွေးနိုင်သေးတယ်တဲ့အဲ့ဒါရှင်အစွမ်းစာမရှိလို့ကိုယောက်နဲ့တော်ခဲ့ရတာရှင်အပြစ်တဲ့အရာနဲ့ပဲနေတိုင်းရန်ဖြစ်နေကြတာဟေးတကြီးပါဝင်နားထောင်သူအလုံး လူရှင်တော်ပြက်လုံးထုတ်လိုက်သလိုဝါကနေရေးချပါတော့တယ်။ဒါကကျွန်ုပ်တို့ကြုံနိုင်ရွာလေးရဲ့ပြုံးစရာလေးတစ်ခုပဲမဟုတ်ပါလား။ကျွန်ုပ်နဲ့အောင်သေးတော့တနေ့မှာတော့ရွာလေဒေါ်ဘူးမအကျော်ဆိုင်မှာတက်တခေါခေါနဲ့စကားပြောနေတဲ့စောတမောင်ကိုတွေ့လိုက်ရပါတယ်။လူမျိုးကြီးဘာတွေပြောနေရလဲ။လာပြားစရာတော့ထိုင်အကျော်စာကျွန်တော်လဲသူတို့ဝိုင်းမှာဝင်ထိုင်ပြီးတော့အကျော်တခုဝါလိုက်တယ်။ဘာတွေတက်တခေါခေါဖြစ်နေရလဲစောကြီးမပြောချင်ပါဘူးဗျာ။ဝါဝင်သွားလို့ဝါဝင်တာမင်းနဲ့ပါဆိုင်လို့လဲ။ ဆိုင်နာပေါ့ဗျာဝါဝင်သွားလို့၃လနောက်ဆုံးလိုက်ရတာပေါ့အဲ့လေမင်းကဘာလောက်ကင်တွေလောက်ဖို့ရှိနေလို့လဲစစ်တပ်ကလည်းဒုံးဝေးပါဝါဝင်သွားလို့မင်းမယူဖို့နောက်၃လဆုတ်လိုက်ရတာကိုပြောတာဗျကျွန်တော်မှတောက်လက်စာရင်းနှွေးပင်တီးသွားရပါတယ်မင်းစကားကြားရတာနဲ့တရွေးတောင်တီးသွားပြီဒါနဲ့မင်းမယူတွေ့ပြီလားရှာနေတော့ရှာနေတော့သုံးလပြည့်သွားလို့မကြည်မနဲ့ပြစ်နေရဗျငါကအကောင်းအောင်မေးလို့တော်ပြီတော်လိုက်ထွက်တော်မယ်ထူအခိုက်အတီးတယောက်ဟိုက်ချက်ကားလေးနဲ့ နောက်မှဝက်စာများတင်ပြီးဆိုင်ရှိတ်ကိုရောက်လာပါတော့တယ်။ဟာစောကြီးနေကိုတွေ့ရအတော်ပဲ။အတီးကပြောပြောဆိုဆိုခုံမှဝင်ထိုင်လိုက်တယ်။ဖားများလေဒီလိုကငါပြီးခဲ့တဲ့ဘက်ကရန်ကုန်ရောက်တယ်။ငါကူတယောက်ကကုမ္ပဏီတစ်ခုဖွင့်ထားတယ်ကွာ။ဘဝချင်းပေါ်ရှာဖွေရေးကုမ္ပဏီတဲ့ကွာ။ဘလို့ဘလို့ဟိုကွာမိမတွေယောက်ျားတွေကတနေ့တနေ့အလောက်ခွေမှာအချိန်ကုန်အတက်တွေကြီးပြီးအိမ်အောင်ကြီးကိုလစ်လူရှုထားရတယ်။ဒါကြောင့်အပြိုလူပြိုတွေရှာပြီးတွေ့ဆုံပေးမယ်ကုမ္ပဏီပဲ။ဟာတဲ့နေပြား အေးအခုငါရွာမှာဒီကုမ္ပဏီထောင်မယ်။မင်းကကုမ္ပဏီမှာဝင်လှုပ်ပြီးတော့ရွာကအပြိုလူပြိုတွေစိတ်ရင်းကောက်ပြီးဒူကတစ်ဖက်နဲ့တစ်ဖက်အောင်းသွေးပေးမယ်။ဒူကပွဲကရမယ်ကွာ။တေဟုတ်ငါလဲစိတ်ကြရွေးလို့ရမယ်။ဘယ်တော့ဒီကုမ္ပဏီထောင်မှာလဲဒီတစ်ဖက်သူတို့စကားကိုနားထောင်ရတာကကျွန်ုပ်တို့အဖို့မထူးခြားတော့လဲ။ရွာအတွက်တော့ထူးခြားနေပါတယ်။ဟုတ်တယ်လူအပ်တယ်မောင်ခင်။လူပြိုကြီးနဲ့အတီတို့က စကားတွတ်ထိုးပြီးတော့အကျော်ဆိုင်မှာကြံ့ရင်ခဲ့ပါတယ်။ကျွန်တော်မှတကူတဲ့ရိုးမတော်ကိုလာခဲ့ပါတော့တယ်။လမ်းမှာကျွန်တော်တို့ပြောစကားကိုစဉ်းစားရင်းနဲ့လွန်ခဲ့တဲ့စိတ်နှစ်ကဒေါ်မြရင်မျက်နှာကိုဘွားကနေပေါ်လာပါတော့တယ်။ဒေါ်မြရင်ကကျွန်တော်နဲ့ဆွေမျိုးနှိစက်တော့ပါတယ်။ဒေါ်မြရင်ယောက်ျားမှာကိုပိုင်လေယာများဖြင့်ချောင်းလေးတဲလို့ဆိုရပေးလိမ့်မယ်။ဒေါ်မြရင်အလောက်ကမိုးလင်းတာနဲ့ထီတစ်ချောင်းချိုင်းချညံတဲဝေတိန်ထွန်အောင်တဲတော့လုပ်ငန်းကိုလုပ်ကင်ပါတော့တယ်။ထွေးရည်နေစိတ်ကိုမလွှဲနဲ့နော်။ ကျော်တင်းကမဟုတ်ဆိုးဘူးဆိုပေမဲ့သားသမီးမရှိဘူးရွာမှာလဲလဲပိုင်ရပိုင်နဲ့နော်။အိုးတော်ကြီးကလဲရှကုကျွန်ုပ်မိမမသေးမြင်ပင်ဒေါ်များရင်အောင်သွေးလို့ရခဲ့တယ်မဟုတ်ပါလား။တွတ်ပေနင်စဉ်းစားမနေနဲ့တေးမြင်ကမိဘမရှိကောင်းမောင်ကနေတို့ရွာလာပြီးတော့အတော်နဲ့ကန့်နေရတာစီးပွားရှာရနေရမှာလက်မြင်နေ။နင်းကိုစီးရောင်းပြီးကောင်းကောင်းရှာကျွေးနိုင်တယ်။နင်အားကိုရမှာဒေါ်များရင်ကလူပြိုအပြိုပင်မကတခုလက်တလင်းကွာမုံဆိုးမှမုံဆိုးဖို့အားလုံးမကြံရအောင်အောင်သွေးပေးနိုင်ပါတော့တယ်။ ်ထိုတွင်မက ဖုံးကြီးလူထွက်ဥအောင်ကိုပဲမိမရအောင်စွမ်းဆောင်နိုင်ခဲ့တယ်မဟုတ်ပါလားမရှောင်းတာတော့လေညီမြမြဆင်းစားအခုပဲအသက်က40ကျော်နေပြီအမေအိုကြီးနဲ့အိမ်မှာမမမမရက်ဖို့ယောက်ျားသားလိုတယ်မဟုတ်လားဥအောင်လိုစားတတ်ပေတဲ့ပုံကမျိုးကိုဗာညင်းစရာရှိလေတော်များရင်ရယ်စွမ်းဆောင်ချက်ကြောင့်အစဉ်ပြေပြီးတော့ညားသွားကြတဲ့လင်မယားတွေရှိကြတယ်လို့ညားပြီးအစဉ်မပြေတဲ့လင်မယားတွေကလည်းတော်များရင်ကိုမြတ်တာပို့တာကြတယ်။မညားခင်ကဖရာတကား များပြီးတော့တောဆိုးရစားတို့မြရင်ရှင်ကြောင့်အယက်သမားမရဖြစ်ရပြီပေါ့ယောက်ျားသားများကလည်းမြတ်တာပို့ကြတယ်တို့မြရင်ခမားကြောင့်အတုံးဖြုံးကြည့်ပြီးသမင်းအောင်ချက်မကြွေးတဲ့မိမရတာဘလို့ပင်ဆိုစေတို့မြရင်ကအောင်းသွဲအလုတ်ကိုအမြဲပင်မြဲပဲမြဲနေသေးပါပဲထီးဖြူဖနက်ပါကပွဲကလည်းမရပါမရတဲ့အလုတ်ပင်ဒါပေမဲ့သူအောင်းသွဲပေးလိုက်တဲ့မင်္ဂလာပွဲမှာတော့ ပီတိတွေနဲ့ပြုံးပြီးတော့အယတာခံနေတဲ့ဒေါ်မြရင်ကိုတွေ့ရပေးလိမ့်မယ်။သူတို့ကိုကျမပဲရှာဖွေပေးစားလိုက်ရတာရှင့်။ကျွန်တော်လဲဒေါ်မြရင်အချောင်းကိုဖြတ်ကတော့ကိုဝင်ခဲ့ရပါတယ်။နောက်တစ်ပတ်ခံကြတဲ့အခါမှာအတင်းရဲ့ချောင်းဝမှာဆိုင်းပေါ်ကြီးတခုမမဝဝင်ကြီးပေါ်ထွက်လာတယ်။ဘဝကျင်ပေါ်အကျိုးဆောင်ကုမ္ပဏီ။ရွာကလူများကထိုလုပ်ငန်းအချောင်းကိုကောင်းကောင်းမသိကြဘူး။ဟာအတီးတော့ကတော့စီးပွားရေးအကွက်တိတ်မြင်တာပဲ။ဝက်တွေကိုမျိုးဖောက်ပေးတဲ့လုပ်ငန်းတော်လုံးလိုက်ပြီ။အာမင်းကလည်း ဒါအပြိုလူပြိုအောင်းသွဲလှုပ်ပေးတဲ့လုပ်ငန်းကတနေ့အတီးထံကျွန်တော်ရောက်သွားပါတယ်အတီးကလွန်စာဒေါသထွက်နေပုံရတယ်ကောင်းသေးရဲ့လားကောင်းသေးရဲ့လားဆိုချင်းနင့်ကိုတွေ့အောင်ရှာပြီးအသေးတက်မယ်ကွာအတီးဘာဖြစ်နေရလဲဘာဖြစ်ရမလဲဆိုချင်းပေါ့ကွာရွာကအပြိုစင်းစာရွယ်ယူပြီးတော့အဲ့ဒီအပြိုရိစီကိုတွားတယ်နောက်ပြီးတော့သူ့ကိုယူဖို့လိုက်ပြောနေတယ်ကောင်းသေးရဲ့လားကောင်းသေးကြရဲ့လားကျွန်တော်မှအတီးစကားကြောင့်ရေချင်စိတ်ကိုမြို့သိမထားနိုင်တော့ဘူးအော်ပင်ရှိလိုက်မိပါတော့တယ် အစိုးကြီးကလေးကဒီလူပြိုကြီးကိုဒီအလုံးမှာမယုံကြည်ရအောင်ဆိုတာမင်းသိဖို့ကောင်းနေရဲ့အတိရဲ့ကျွန်ုပ်နဲ့လူပြိုကြီးရဲ့ပြရစေလွန်ခဲ့တဲ့10နှစ်ကျော်ကဖြစ်ပါတယ်ကျွန်ုပ်နဲ့တပည့်ကျော်ဘိုင်ကလေးတို့ကရွာကိုဒုက္ခပေးနေတယ်ကြားအဝါကောင်ကိုနှိမ်နှင်းရန်ရွာမအထက်လူပြိုကြီးစောတမောင်ကိုရွာထိတ်မှတွေ့ရတယ်ဆက်တော့ကျွန်တော်တော့ပြစ်လိုက်မယ်ပြို့ဟေးဘာပဲပြစ်ပြစ်လိုက်မှာပဲစောကြီးဒါလူပြိုလှည့်သွားနေတာမဟုတ်ဘူးနော်အန်ရရဲ့များတယ်မလိုက်ပါနဲ့ကွာဒီနေ့ကြားပြက်မဲ့နေ့ကွာနော် ယခုမှတော့ရိုးမတော်တဝိုင်မှာကြားတတဝါမရှိတော့ပါဘူး။ကျွန်တော်လည်းမိုးအေးအေးနဲ့ရေနွေးတောင်းရင်လွန်ခဲ့တဲ့၁၀နှစ်ကျော်ကကြားပြတ်သွားရင်လည်းရေစရာဖြစ်ပျက်ကိုတွေးပြီးတော့တယောက်တည်းရှိမိပါတော့တယ်။ဘလောက်အန္တရာယ်များလဲ။ဘိုက်ကလေးလိုလူမျိုးတော်မှကြားဆိုရင် တော်တော်ကြီးတတိထားရမှာအိမ်ပြန်ပါကွာနော်။ကျွန်တော်စကားကြောင့်စောတန်မောင်မျက်နှာလေးကတနာစရာဖြစ်သွားတယ်။မြောက်ပြတဲ့နေ့ဆိုရင်ခေါ်ပါမယ်ကွာ။စောတန်မောင်ကမျက်နှာကြည့်နေပြီးမပြောင်းဘူးဗျာမပြောင်းလုံးဝမပြောင်း။လိုက်ကိုလိုက်ရမှဖြစ်မှာ။ နေပေါင်းစော့တက်မှာမင်းဘာဖြစ်နေရလဲမင်းမှာဘာကြံစီရှိလဲပြောစမ်းဟိတ်ကမင်းဘာကြံစီမှမရှိပဲတော်ရဲကိုမဲမလိုက်ဘူးမှန်မှန်ပြောစမ်းဒီလိုကဒေဝဓမ္မဆရာဦးစိုးဝင်းထေကဒီနေ့တော်ရဲမှာရှိတဲ့တလိမ့်ဆန်တကောင်ရဲ့အသေးနှလုံးကိုရရင်ပြရစေးဖော်ရမယ်တဲ့သိအစွမ်းထက်မှာတဲ့ကျွန်တော်မှာစောကြီးရဲ့စကားကြောင့်ရည်ကျင်ပတ်ကြည်ဖြစ်သွားရပါတယ်ငါကအဟုတ်မဲ့လို့နားထောင်နေရကဲလိုက်ခဲ့အချိန်မရှိဘူး ကျွန်တော်မှတော့ရောက်တာနဲ့တနတ်ကိုအဆင်သင့်ပြင်ထားပြီးရှေ့ကသွားနေတော့လေသူတို့မှစကားကိုတွတ်တွတ်ပြောနေစဉ်ခဏကြာမှစတော့အပိယူတက်သွားပြီသူပြာစေးတဝက်ပြီးမယ်တဲ့သူဖြစ်ရကျွန်တော်တို့ဆရာတပည့်သုံးသားကကြားသွားတက်လာတဲ့နေရာကိုနောက်ဆုံးမှရောက်ခဲ့ကြပါတယ်ဟောရီမှလင်းစင်ထိုးရမယ်ကွာဟုတ်ပါဟုတ်ပါဒီတခါတော့လင်းစင်ကိုအပြည့်မထိုးဘူးတစ်ပင်ပေါ်မှာထိုင်တစ်ချောင်းခြေတင်တစ်ချောင်းဒါပဲတော်ပြီဟင်ထိုင်တစ်ချောင်းခြေတင်တစ်ချောင်းဘလို့ ထိုးမှသာထိုးစမ်းကွာကျွန်တော်ပြပေးမယ်။ကဲဝဘိုးဝါတပင်ခုတ်စမ်း။ဝဘိုးဝါရတဲ့အခါမှာတော့လေးပေခန့်ဖြတ်တယ်။ပြီးတော့ထက်ချမ်းခွဲတယ်။အပင်ကွားဆောင်မှာ ထိုးဝဘိုးဝါနှစ်ချမ်းကိုဖင်တိုင်းချရင်တဒန်းနဲ့ချီထုတ်တယ်။ပြီးတော့ချီတင်ရင်လည်းတချောင်းကိုချီတယ်။တပင်ပေါ်မှာကလက်ထိုင်းဆင့်တယ်လို့လင့်ထိုးခြင်းမင်။ဟာစတုကလည်းလင့်မယ်ကြဲကြဲဝန်းလို့ပေါ့ညောင်းရင်လည်းလျှောင်းရတာပေါ့။ဟာဒါလင့်ကွာစိန်ခံမှုကုတ်ပြစ်ခင်းတာမဟုတ်ဘူး။ငါရင်ပြုတ်ကြမှာပဲ။ အဲ့တော့ပြုတ်မကြမငိုက်ပဲနေရင်အစင်နိုးကြတာပေါ့ညမ်းဆိုတာအဲ့ဒါလို့လွှာသုံးရတယ်ကွာမယောင်ရစီလို့တော်ရေးကတော့ဆက်တထေးပဲတပင်သုံးပင်မှာလင်းစင်သုံးခုထိုးပါတယ်လင်းထိုးချိန်မရရင်အဲ့ဒါလို့ဖြတ်တိုးညံနေသုံးရတယ်ကွာကျွန်တို့ကလင်းထက်မှာညင်သက်စွာစောင့်ဆိုင်ကြပါတယ်ဘိုက်ကလေးကမုတ်ဆိုးပါဝါပြီးမှတွက်လက်တက်ကြနေပါပြီလူပြိုကြီးစောတက်မှာမှသူ့ရည်စားပြရစေးအတွက်စေးဖော်ရန်စောနဲ့လိုက်လာရတော့လေသူကညာတော်လုံးကမကျွမ်းရှာလို့လင်းစင်ထက်မှာပြုတ်ကြမှာစိုးရင်ရက ်ဝါရန်ကိုသာအသေးဆုပ်ထားပါတယ်။သူရဲ့လက်ဆွဲတော်ဝတ်ချုံကိုလည်းကင်ထားပါသေးတယ်။ရိုးမတော်ကစိတ်နေနေပါတယ်။တရွတ်တို့လီတူးတန်တပြောပြောတာမကြခဏကြားနေရတယ်။အဝေးမှာဆက်တိမ်တန်တဲ့တဲ့ကိုကြားနေရတယ်။နင်းညူတော့မယ်။ဝင်းကျင်ကစိတ်အေးလာပါတယ်။ကျွန်ုပ်တို့ကဇွဲကောင်းကောင်းနဲ့စောင့်နေကြစေ။တရဝါတကောင်ရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတယ်။ပါလာတဲ့နားမြကအလိုလိုနားဆင်မိပါတယ်။မကြမီခြုံချမ်းမှာဘွားကနေပေါ်လာတာကကျွန်တော်တို့ရဲ့မိတ်ဆွေကြားဝါကြီးပင် ဝါရွှေနွေသွေးမဟုတ်အနီရောင်ဘက်ကိုလူနေတဲ့ဝတ်စုံကြားပိုင်ရှင်ဟာကျွန်ုပ်တို့ရဲ့လင်းစင်သုံးခုအလဲနေပြောင်ပြောင်မှာခန့်ညားစွာရက်နေပါတယ်ကျွန်ုပ်ကနှလုံးပြုတ်နဲ့တည်ငြိမ်စွာချိန်လိုက်တယ်ဘိုက်ကလေးကသူ့တမျံကိုစလိုက်ပါတယ်ထူးစင်ထူးဆန်းသောအတန်ကိုကြားရပါတယ်တကိုက်ကိုက်အတန်ကြီးမှာဇက်တိုက်လိုလိုထွက်ပေါ်လာရာကျွန်ုပ်လည်းအတန်လာရာကိုကြည့်လိုက်တော့လာလာစောတမောင်မှာကြားကြီးကိုကြည့်ပြီးတော့မျက်လုံးမျက်စံပြူအမြုပ်တစီစီနဲ့ပါဇက်ကနေထွက်နေပါတယ် လက်များကလည်းဝလုံးတန်းကိုအသေးဆုပ်ထားပြီးတော့တစ်ခုလုံးလဲရမ်းခါနေပါတယ်။အတန်နာယာစီကိုကျွန်ုပ်ကြည့်တည်နေသူဟင်းမျိုးကြီးကလည်းကြည့်လိုက်တဲ့အခါလူမျိုးကြီးစောတမန်ကိုတွေ့လိုက်တော့ဟင်းမျိုးကြီးကပျော်မြူသွားပုံရပါတယ်။ဗစက်ကိုဖြဲကနေဟင်းလိုက်ပြီးစောတမန်ရဲ့ပင်ချေရှိရာကိုပြေးသွားပါတယ်။ပင်ချေမှာရက်ကအပေါ်မောကြည့်ပြီးတော့ဗစက်ကြီးကလည်းဖြဲဟာနေတယ်။ဒုစင်ဘိုက်ကလေးကိုကြည့်လိုက်ရာလာလာတဲမှာလည်းဒုက္ခနေပါလား။ဘိုက်ကလေးဒုက္ခကသူ့နောက်ကျော်တေမင်းရောက်နေခြင်းပဲ။ တေမင်းကတော့ချင်းမွေဟောင်းရောင်ဖန်ဆင်းထားတယ်။ငါပေါက်လိုက်တော့မယ်နော်။ဘိုက်ကလေးအတွက်လည်းလွန်စားမှစိုးရင်သွားရကဟင်းမျိုးချီကိုချိန်ထားတဲ့တနက်ပြောင်းကိုရုတ်တရက်လှည့်ကတော့ချင်းမွေဟောင်းကိုချိန်ရတယ်။ဒါပေမဲ့ဘိုက်ကလေးကနည်းနည်းရမှော်ဘူး။ခေသူမဟုတ်တဲ့ဘိုက်ကလေးပဲ။တရှိရှိနှာမုတ်တန်ပေးပြီးသူရောက်ရှိနေကြောင်းသတိပေးတဲ့မွေဟောင်းမှာသူ့အတန်ကြောင့်သူ့တေမင်းကိုသူဖိတ်ခေါ်တယ်လို့ဖြစ်သွားတယ်။တော့ချင်းမွေဟောင်းကအပေါက်ဘိုက်ကလေးကဓာတ်နဲ့အတော့ထလှစွာတဲ့ဓာတ်သွားမှာ တော်ကြီးမူရောက်ခင်ဗျာကောင်းပြန်ရှာပါတော့တယ်။စောတန်မောင်ကလည်းတေးဖြန်းဖြန်းပါချပြီးတေးတွေကရေတလျှောက်သွန်းတယ်လို့တဖြောဖြောကြကဟင်းမျိုးကြီးရဲ့ဖြဲကားထားတဲ့ပစက်တွင်ကိုတလက်ဟောဝင်သွားပါတော့တယ်။တေးစွမ်းပကကထက်လာပါတယ်။စောတန်မောင်ကတေးအရာမှာတော့စွမ်းလာတယ်။လူမျိုးကြီးကြောင့်ပဲလား။ဟင်းမျိုးကြီးကမျက်လုံးဆက်သွားပုံရပါတယ်။မြေပြင်မှာကစုံပေါက်နေတယ်ပြီးတော့ခြေဥတရပြေးပါတော့တယ်။ကျွန်တော်လည်းတနက်နဲ့ပြစ်တယ်။တောကစောစောကဝယုံသုံးကားနိုင်တယ်လို့ယခုတော့ စောစောကဘာမှမဖြစ်ခဲ့တယ်လို့ငြိမ်းချမ်းသာကောင်းလာပါတယ်။ကျွန်ုပ်တို့လည်းလင်းစင်အားကိုဆင်းခဲ့တယ်။စောတင်မောင်ကမဆင်းရဲလို့ဘိုက်ကလေးကိုရိုင်းတက်ပြီးအသေးဆုပ်ထားတဲ့လက်တို့ကိုဖြေကချနေကြပါတယ်။ဟောဘယ်မှလဲ။ကြားနှက်ခမ်းမွေးနှုတ်မဲ့ကောင်။ကြားမျက်နှာနဲ့တီးဖြန်းဖြန်းပါနေပြီ။ကြားကိုလက်နဲ့ကမ်းရမှာတနာလို့တီးနဲ့လှမ်းပန်းလိုက်တာပေါ့ကွာ။ဒေါ်ကြီးမွေဟောက်ကခေါင်းမရှိတော့ဘူး။မြေပြင်မှာသူ့ခနာကိုကြီးကိုတော့လင်လှောက်ရှားနေပါတယ်။ပြီးမပြီးနိုင်တော့ကျွန်ုပ်တို့လည်းဟင်းမျိုးကြီးနောက်ကိုလိုက်တယ်။ဝေးဝေးမလိုက်ရအောင်။ ထွေးတော်မှာစွတ်ချောင်းကြီးကိုတွေ့ရတယ်။ကျွန်တော်တို့လည်းစွတ်ချောင်းအတိုင်းထက်ကြမကွာနင်းလိုက်ကြပါရယ်။သွေးဆက်များမတွေ့ရလို့တနတ်မှန်ပုံမရဘူး။မရှောင်လွတ်ပါရယ်ဆို။ဒါပေမဲ့သွေးဆက်မတွေ့ရပေမဲ့ကြားပါကြီးကထွေးတော်အဆုံးမှာဘုံဘုံလဲကြတိဆုံနေပါတော့တယ်။တိစိတ်မိရနဲ့တူတယ်။ပြင်းလိုက်တဲ့တိစိတ်ရင်းမျိုးကြီးကိုနှိမ်နင်းတာမြန်ရစာတုတ်ပင်နဲ့ဖိုက်ကလေးမဟုတ်စောတင်မောင်းလို့ပြောရမလို့ဖြစ်နေပြီ။စောကြီးကဟင်းမျိုးကြီးတေးပြီးဆိုမှကြောက်တူးတုံတာရက်သွားတယ်။ဟင်းမျိုးကြီးတေးပြီးဆိုမှလေးတန်းကကျဲတော့တယ်။ ဘယ်ရမလဲစောတင်မောင်လက်ချက်ကအဲ့ဒီလက်နက်ကိုပြန်ပြောရခက်တယ်ကိုစော့ရဲ့အဲ့ဒါပေါ့အလိုလိုနေရင်းနဲ့တော်နေရဲဆိုတာဟာနေုံမှန်းဩကျွန်ုပ်လည်းဟင်းမျိုးကြီးကိုကြည့်ပြီးတဟားနဲ့ရည်ကြည်ရာကျွန်ုပ်ကိုယူသွားကြည့်ပြီလားဆိုတဲ့အသည့်နဲ့ဝိုင်းကြည့်ကြတယ်စစ်တော့ဘာကြီးရလဲဗျဟင်းမျိုးကြီးကိုနှိမ်နှင်းတာစောတင်မောင်မဟုတ်ဘူးဘိုက်ကလေးကဘိုက်ကလေးဟင်ဘယ်နဲ့ကြောင့်ချန်ပီယံဆုတောင်ပူပူနွေ့နွေ့မခိုင်းရသေးဘူးအိုးမဲစကြဝဠာရွေးပွဲမှာပထမဆုရပြီးမှာ ကိုကနာစိတ်စစ်တာကြာသွားတဲ့အလှမယ်လို့ဖြစ်ရပြီပေါ့ဟဲကျွန်တော်လက်ချက်ဘာရီတွေးလို့လဲဆရာတော့ဟောဒီမှာကြည့်ကျွန်တော်ကကြားကြည့်အမိကိုမြောက်ပြတယ်အမိမှာကပြုတ်တူလို့မြဲမြံစွာကြိုက်ခဲထားတဲ့တော်ကြီးမွေဟောက်ရဲ့ခေါင်းပြက်ကြီးကြားကြည့်ကတိစိတ်ကြောက်တိဆုံးခြင်းမဟုတ်ပါဘူးမွေစိတ်တက်ပြီးကြာဆုံးရခြင်းပဲဘယ်ရမလဲကြားကိုနှိမ်နှင်းလိုက်တာမဟုတ်ဆိုးကြော်မြဲမြံစွာဘိုက်ကလေးလက်ချက်ပြဘလို့နှိမ်နှင်းလဲဆိုတော့တော်ကြီးမွေဟောက်ခေါင်းကိုကြောက်အားလက်အားနဲ့ဖြတ်လိုက်တာ ။မွေကောင်းကရောက်ချင်အောင်ရောက်ဖြစ်သွားပြီးကန်ဆိုးလာတဲ့ကြားမေးကိုမွေကြိုက်ခံရပြီးဆုံးနေဟာမင်းလက်ချက်ဆိုပေမဲ့ဘလို့နှိမ့်နှင်းတလဲဆိုတာပြောရခက်ကြီးပါဘိုက်ကလေးယာ။လူပြိုကြီးနှစ်ယောက်စကနိုင်လူနေကြပါတယ်။ဘလို့တေးတေးကြားဆိုးကိုမျိုးဖြုတ်ဖို့သာလိုရဲမဟုတ်လား။ကဲကြားရဲ့အသေးနှလုံးထုတ်ရအောင်။ကြားဝါကြီးကမရှုမလာသေးဆုံးနေပါတယ်။ဒီနန်းကြောင့်အနာကရင်မဝင်မရဲဖြစ်နေကြတယ်။နန်လိုက်တဲ့တေးနဲ့ဒီလိုကြားအသေးနှလုံးနဲ့ပေါ်ဆက်တဲ့ပြရစီဘလောက်စမ်းတလဲတော့မသိဘူး။ သူတို့ကြံနေရဲ့ထေးလာမှာမကြမီအိမ်အောင်ကြာသွားပါတော့တယ်။ကျွန်ုပ်မှာမိုးအေးနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအเจ้าကိုတွေ့ရင်းနဲ့ပြုံးနေကြပါတယ်။အော်လူပြိုကြီးအခုတည်းမစွန်နိုင်ဘူး။ပရိသတ်များရှင်နောက်ရက်တင်မှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနာစင်နေတော့လေကျေးဇူးများကြီးတင်ပါတယ်ရှင်။